ထိုင်းဝင်ကြီးချုပ်ဂျင်လက်ရှင်နာဝထရာကိုဖြုတ်ချရဖို့အတွက်အချိန်မြင့်တဲ့အနေနဲ့တောင်းတဲ့ချီတဲ့အတိုက်ခံဆန္ဒပြသူတွေဟာဘန်ကောက်မြို့ကိုအလုံးစုံပိတ်ဆို့ရေးစတင်ပြုလုပ်ဖို့ကြိုးပမ်းတဲ့အနေနဲ့ဇန်နဝါရီလ17ရက်နေ့မှာဘန်ကောက်မြို့လယ်ပိုင်းမှာရှိတဲ့အဓိကလမ်းတွေကိုပိတ်ဆို့ထားခဲ့ကြောင်းသိရပါဗျာ။ ပိတ်ဆို့မှုတွေစတင်ပြီးတဲ့နောက်နိုင်နိုင်ငံတွင်ဆန္ဒပြသူတွေရဲ့လှုပ်ရှားမှုများပြန့်နှံ့မှုတွေကြောင့်ဘန်ကောက်မြို့မှာရှိတဲ့အဓိကကျတဲ့စီးပွားရေးဇုန်တွေနဲ့ဟိုတယ်ဇုန်တွေပိတ်သွားခဲ့တယ်လို့သိရပါဗျ။ဆန္ဒပြသူတွေဟာရွေးကောက်တင်မြောက်เสียရမလို့တဲ့ပြည်သူ့ကောင်စီတရက်နဲ့အစားထိုးဖို့အတွက်ဝင်ကြီးချုပ်ကိုနှုတ်ထွက်ပေးရန်လိုလားနေတာဖြစ်ပြီးရင်းပြည်သူ့ကောင်စီကရင်းလဲရဲ့ဘီလီယံနာမိသားစုကနိုင်ငံရေးပေါ်ဩဇာလွှမ်းမိုးနေတာကိုဖျက်တောက်ဖို့နဲ့ငွေကြေးလွှမ်းမိုးတဲ့နိုင်ငံရေးအစဉ်လာပုံမှုကျေပြန့်လာမှုကိုကင်တွယ်ဖို့အတွက်ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရေးကိုဆောင်ရွက်မယ်လို့ဆိုထားတာဖြစ်ပါတယ်။ အလံများကန်ဆောင်ဝှေ့ရန်နေတဲ့ထောင်ပေါင်းများစွာသောဆန္ဒပြသူတွေဟာမြို့ရဲ့အဓိကလမ်းစုံတွေမှာစုဝေးနေရယူထားပြီးစကားပြောစင်မြင်များအိတ်ဆက်ရန်ယာယီတဲများနဲ့အခမဲ့အစားအစာများဝင်ငှားတဲ့နေရာတွေမှာတိစောက်ထားကြတာဖြစ်ပါတယ်ထိုင်းဆိုရာကစန္ဒပြသူတွေတောင်းဆိုမှုကိုလက်ရောပွဲမရှိပေမဲ့ဖေဖော်ဝါရီလ2ရက်နေ့ရွေးကောက်ပွဲကိုရှေ့ဆိုင်ဖို့နဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့အဆိုပြုချက်ကိုဆွေးနွေးဖို့အတွက်ဇန်နဝါရီလ15ရက်နေ့မှာဆွေးနွေးမှုများပြုလုပ်ဖို့ဗတ်ပေါင်းစုံကိုဖိတ်ခေါ်ထားကြောင်းပြောကြားခဲ့ပါတယ်။